ရှမ်းပြည်နယ်မြောက်ပိုင်းကတိုင်းရင်းသားလက်နက်ကင်အင်အားစုတွေဟောင်းတရုတ်နဲ့မြန်မာတပ်မတော်တို့အကြားသဘောတူညီချက်နဲ့ဆက်ဆံရေးတွေအပေါ်မူတည်ပြီးစစ်ရေးလှုပ်ရှားမှုပြန်လုပ်လာနိုင်တယ်လို့စစ်ရေးနဲ့နိုင်ငံရေးအကြီးအကဲတွေက CNN သတင်းဌာနကိုပြောပါတယ်။ဗဟုအစိုးရအနေနဲ့လက်နက်ကင်အဖွဲ့အစည်းတွေကိုမိမိဘက်ပါအောင်စီရင်ထားမယ်ဆိုပါကတရုတ်အစိုးရရဲ့မြန်မာအရေးပေါ်သဘောထားပြောင်းလဲခဲ့တည်ရှိသောလက်နက်ကင်ပြဿနာဖြစ်လာနိုင်ပွဲမရှိဘူးလို့တိုင်းနိုင်ရှမ်းပြည်အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီ TNDP မှ ဥက္ကဋ္ဌဆိုင်ထီအောင်က CNN သတင်းဌာနကိုပြောပါတယ်ဟုတ်ကဲ့ government နဲ့ပြုံးနဲ့ဒါတဘောတူညက်ပေါ်မှာဆက်ဆံရေးပေါ်မှာအများကြီးမြင်ကြည့်ပါတယ်ဒါအခုကျွန်တော်တို့ဒီ security ခန်းနာမှာလည်းဒီရှိချင်ကိုယ်တိုင်ပြောတော့မြန်မာညီချင်းကိစ္စအရေးကြီးတဲ့ဒီကောက်ပေါ်တဲ့အားကျွန်တော်ညီချင်းရအရေးကြီးတဲ့ဆိုတော့သူတို့တွေကကူညီမယ်ဆိုတာကြာတော့ဒါဒီဘောရံပေါ်ဒီရာဇီနီရောစရာမပြောင်းလဲနိုင်ဘူးလို့ပြောလို့ရတာပေါ့နော်အဲ့ဒါကိုအဲ့လိုရှင်ကြီးမှာ ်ညီညီမဆူရကနေပြီးမှဒီသူနဲ့ကားပါမင်းကနေပြီးမှဒီလက်နက်ကန်ဖြုတ်ကြည့်ကိုကိုပဲပအောင်အားလုံးပိုက်ထားဖို့တော့လိုလိုပါတယ်အခုလုံးကကိုလူတွေဖြစ်သွားကြပြီဆိုတော့ပြည့်ဝဲပေါ်စီတွေညီမပြေကြောင်းခဲ့ကမှုကျွန်တော်တို့မြန်မာနိုင်ငံရဲ့ပေါ်ချတိုင်းကိုချောက်သွားကြရတော့မှဖြစ်ပါတယ်ဗျာတိရအစိုးရအနေနဲ့လက်ရှိအချိန်အထိမြန်မာနိုင်ငံရဲ့ဗဟိုအစိုးရအပေါ်သဘောထားပြောင်းလဲမှုမရှိတဲ့အပြင်တက်မတော်အတွက်အပြစ်ရရေးနေမျိုးတွေပြန်လဲရရှိရေးကိုပါလက်နက်ကိုင်းတွေအပေါ်ဖိအားပေးပြီးဆောင်ရွက်ပေးနေတာဖြစ်ပါတယ် ဒါပြင်တရုတ်ဟာမြန်မာနိုင်ငံငင်းချမ်းရေးနဲ့သူ့အတွက်နေဆက်ကုန်သွယ်ရေးလမ်းကြောင်းစီမံကိန်းလမ်းကြောင်းတွေပြန်လည်အကောင့်ထည့်ဖော်နိုင်ရေးအတွက် UWSC ကိုတခြားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလက်နက်ခရံထောက်ပံ့တာအပါအဝင်တခြားသောအကူအညီတွေမပေးဖို့ကိုလည်းပိတ်ပင်ထားတာပါမြန်မာနိုင်ငံမှာတရုတ်ရဲ့အကျိုးစီးပွားဟာအင်မတန်များပြတဲ့အတွက်ဗဟိုအစုရတရဲ့ပျက်စီးထိခိုက်သွားမယ်ဆိုပါကဥစွာနေနာမှာဟာတရုတ်နိုင်ငံသားဖြစ်တယ်လို့ နိုင်ငံရေးလိလသုံးသက်သူဒေါက်တာအောင်မျိုးက CNI သတင်းဌာနကိုပြောပါရယ်။ဒါကြောင့်တရုတ်အနေနဲ့သူ့ရဲ့စည်းကွက်စည်းပွားရေးကိုအပြည့်အစုံမခံနိုင်တဲ့အတွက်ဗဟုအစိုးရနဲ့ခိုင်မာတဲ့ဆက်ဆံရေးမျိုးဖြစ်ဖို့ဆန္ဒရှိတယ်လို့မြင်ကြောင်းလည်းသူကပြောပါရယ်။သင်္ကသူကပြောလို့ရှိရင်တော့ဟာလားဟိုအခုလက်ရှိပေါ့နော်လက်ရှိအစိုးရကိုသူကဟာလားမကျင်ရဘူးသူမပြိုက်ဘူးအခုသိနေတော့ချက်ချင်းလို့ဟာလားနော်အဲ့ဒါမကျင်ရဘူးဆိုပြီးတော့ဟောကောင်းနေခွင့်ပြုပေးလိုက်တယ် ဆိုရင်လည်းပဲဒီနိုင်ငံမှာကအဲ့ဒီနောက်ပြီးတော့ဆောင်ရှင်ကဒီနိုင်ငံလုံးရမ်းမှုသွားနိုင်တယ်အနေအထားမှာမရှိပါဘူးအဲ့တော့အဲ့ဒီအနေအထားလုံးဝမရှိဘူးဒီဘက်ကလည်းဒီဘက်မှာဒီမှာဒီမှာရှိတဲ့လူအဲ့ဘာလို့အခြေပိုင်းတချို့ကလည်းဒီကျုပ်လိုရတဲ့လူမဟုတ်ဘူးနော်ဒီဘက်ကဒီဘက်ကြောင့်တော့ကပြည်ရင်လူတို့ဘာလို့ အာရှရဲ့ချက်ကိုဆင်လို့ဆိုတော့သူကပြင်မူလာတဲ့လူကမဟုတ်တာအမေရိကန်အုပ်စုလူသားတဲ့လူဆိုတော့အဲ့တော့ဒီနှစ်ခုမှာသူကလာသူကတောင်းရနေကြရင်ဘုံအများစုပြက်သွားလို့တက်မတော်တမမနိုင်ငံတော်လာတခုချင်းကျသွားတယ်အာနာလာအထူးခြားအာနာဆုံးရသွားတယ်ဆိုလို့ရှိရင်ဒီလိုနာမတည်ရတယ်လူသူရဲ့အိန္ဒိယချက်ပေါက်ကဘယ်လိုမှလုပ်မရဘူးသူတမောက်ပြချက်ပေါက်ကဘယ်လိုမှလုပ်မရဘူးပြတ်သူ့သူ့မှာလာ ဒီဒီဈေးကွက်ကြီးတွေပြတ်သွားတယ်နော်ဈေးကွက်ကြီးတွေပြတ်သွားစီစီနေတဲ့စနစ်ဆိုလားသူကအကောင့်နဲ့ဝင်လို့မရဘူးအဲ့ဒါသူကဘယ်ဖြစ်ခံလဲနိုင်ငံနိုင်ငံမှာရှိတဲ့အားကောင်းတဲ့ခံပါတဲ့ဘ ਹੁ စုကတရားနဲ့သူကသူကဆက်ဆံလို့သူကဆန္ဒရှိတယ်လို့သူကအပြည့်အဝရင်းဒီသားကြီးတာပေါ့နော်လက်ရှိမှာမြန်မာတပ်မတော်ဟာတရုတ်အစိုးရရဲ့ကြားဝင်ဆေးဆက်ညှိနှိုင်းပေးမှုနဲ့မြောက်ပိုင်းသုံးဖွဲ့ထဲကမှ MNDAA နဲ့ TNLA တို့နဲ့အပြည့်ရဲ့သဘောတူထားကြသလို နေမြေတချို့ကိုလည်းပြန်လည်ရရှိထားပါတယ်။အဲဒီလိုအပြည့်ရဲ့သဘော တူထားတာနဲ့အတူအဲ့ဒီဒေသတွေမှာရွေးကောက်ပွဲကိုအောင်မြင်စွာကျင်းပနိုင်ရေးကိုလည်းတရုတ်ဘက်ကကူညီပေးမယ့်အနေအထားဖြစ်ကြောင်းစီးရင်းနဲ့နိုင်ငံရေးအကြက်ခတ်တွေကထောက်ပြကြပါတယ်။တကယ်လို့တရုတ်နဲ့မြန်မာတက်မတော်ကြဆက်ဆံရေးမကောင်းတော့ပဲဖြစ်တဲ့အခါဓမ္မမဟုတ်တရုတ်မူဝါဒအပြောင်းလဲလုပ်တဲ့အခါမှာ TNL နဲ့ MNDAA ဟာစီးရင်းလှုပ်ရှားမှုတွေပြန်လဲလှုပ်ဆောင်လာနိုင်ကြောင်းလဲစီးရင်းနဲ့နိုင်ငံရေးအကြက်ခတ်တွေကထောက်ပြကြပါတယ်။